အဲ့တော့ရသဗျာကဒီဘဝချမ်းသာဖို့ဆိုရင်နိလန်းနေနဲ့ဟောထားတာရှိတယ်ပေါ့နံပါတ်၁ကကြိုးစားရမယ်ဘုဒ္ဓနာသံဃာခေါ်တာကစီးပွားရေးအတွက်တိုးတက်လာအောင်ကြိုးစားကြိုးစားဆိုတဲ့နေရာမှာဘာလို့ဆိုလိုတာတော့ဆိုကိုလုံးတဲ့လုပ်ကိုကြိုးစားဖို့ဘယ်လုံးနဲ့ပဲလုံးလုံးလို့ဆိုလိုတယ်လူတစ်ယောက်တည်းမှာအကုန်မလုံးနိုင်ဘူးเนาะကြိုးစားဆိုတာအဲ့ဒါကိုပြောတာအခု ဆရာဆရာမတွေဒီပညာတက်ရတော့မှလုံနေကြတာလေ။ကျောင်းသားတွေကျောင်းသားတွေကဆရာဆရာမတွေတင်တာတွေကိုဟိုချက်ပတ်ပြီးတော့ကြိုးစားတယ်။ချိန်ကြီးလုံလုံနေကြတယ်။ဆရာဆရာမတွေကလည်းကြိုးစားပြီးတော့သိနေကြတယ်ဆိုတော့ဒါကိုလို့ကိုလုံနေကြတာဥထာဏတံ္ဍရာလို့ခေါ်တာပဲ။အဲ့ဒါလို့ကြိုးစားပြီးဆိုတဲ့အချိန်မှာဘာလို့အတုံးစင်တက်ခလုပ်ငန်းကျင့်ခြင်းမှုစာရှိရမယ်။ ဥပါယဝိမန္တာနိပညာဆိုတာရှိရမယ်။စနစ်တကျလုပ်တတ်ဖို့လုပ်ရပေါ့။အနလတဆွဲကောင်းရမယ်။အလုပ်တစ်ခုလုပ်ရင်ဆွဲဆွဲပြင်းပြင်းလုပ်ဖို့လိုရတယ်။တချို့အလုပ်ကချက်ချင်းကြီးအကောင်ထဲမှာပေါ်ရင်သူကစိတ်မရှိဘဲနဲ့ဒီဒီအလုပ်ရဲ့အကျိုးမြတ်ကိုမြန်မြန်ရချင်တာစိတ်မရှိလို့ရှိရင်သူတွေကဆွဲမရှိတာရောက်တာတယ်။ဒါကြောင့် လုပ်ငန်းချွန်းကျင်ခြင်းဤပညာကောင်းခြင်းဆွဲကောင်းခြင်းဆိုတဲ့ဒီအချက်သုံးချက်နဲ့ကြိုးစားရမယ်လို့ဒီလိုဆိုပါကြိုးစားလို့ရလာလို့ရှိရင်အလေးလွတ်မရှိအောင်ထိန်းသိမ်းဆောင်ရှောက်ရမယ်အာရခတာဝင်ငွေထွက်ငွေမြတ်တာအောင်သုံးဆွဲရမယ်တမစီပိတာဒါကတော့အချက်ကိုပြောတာပဲအဲ့တော့ညချဘုရားကအဲ့ဒီဤအတိုင်းနေတတ်ထိုင်တတ်စားတတ်ပြီဆိုလို့ရှိရင် စီးပွားရေးနဲ့ပတ်သက်တဲ့ပညာမျက်စိကမိသားစုတိုင်းမိသားစုတိုင်းမှာဒီပညာမျက်မျက်စိရှိပါစီးပွားဝေရှာပွေတတ်သွားတယ်မိသားစုစောင့်နေရေးအတွက်ခက်ခဲမရှိဘူးခက်ခဲမရှိလို့ရှာလို့ဖွေလို့ရလာတယ်ပစ္စည်းဥစ္စာကိုမျက်စောပြားကသုံးရတယ်ဘယ်လိုသုံးရမလဲဆိုအေးရှာထားတဲ့ပစ္စည်းတွေကဒီတိုင်းမသုံးရမစားရဆုထားဖို့မဟုတ်ဘူးတဲ့စနစ်တကျသုံးတတ်ရမယ်ဒါလို့ဆိုရင် ကိုချမ်းသာအောင်အသုံးပြုပါမယ်ကိုမိဘတွေချမ်းသာအောင်ထားရမယ်မိသားစုချမ်းသာအောင်ထားရမယ်အဲ့ဒီကပိုးလာလို့ရှိရင်ဆွေမျိုးသားချင်းတွေချမ်းသာအောင်ကိုညရမယ်အဲ့ဒီကမှအတိုင်းအတာလေးတစ်ခုရဒါနာကောင်းမှုလုံးဝပဲဒီလိုဟောထားတာဗျာစနစ်တကျသုံးစမ်းတယ်အဲ့ဒီနီးနဲ့သုံးလို့ကုံသွားတဲ့ပစ္စည်းဟာကုံတယ်လို့မခေါ်ဘူးတဲ့သုံးတယ်လို့ပဲခေါ် ဖြုံးမဟုတ်ဘူးဒါအတုံးလို့ဆိုလို့ပေါ့အဲ့ဒီလိုလူ့ဘဝရလာလို့ရှိရင်ဒီလိုပညာမျက်စိမျိုးရှိအောင်ကြိုးစားကြပါလေညဆောင်ပါဒါပညာမျက်စိတစ်ခုလို့